မင်္ဂလာပါရှင်။မွေတောက်ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။အော်တိုဘလာ15ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မွေတောက်ချက်နယ်ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့ဓမ္မရစကြောင်းတွေဟာကချင်ပြည်နယ်ဗမော်မြို့အတွင်းနေမြေရှင်းလင်းလျက်ရှိနေရာ ပြီးခဲ့တဲ့ရက်ပိုင်းမှာကချင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KIA နဲ့ပူပေါင်းအဖွဲ့ရိအခြေပြုတုံရှားနေရဲ့စကန်လေးခုကိုထပ်မံသိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ KIA နဲ့ပူပေါင်းအဖွဲ့ရိဟာပမော်မြို့ကိုသိမ်းပိုင်းနိုင်ဖို့ရှိရွက်ချက်နဲ့ရှစ်လကျော်ကြာတိုက်ခိုက်ခဲ့ပေမဲ့တမ်ရော့စစ်ကြောင်းတွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် KIA နဲ့ပူပေါင်းအဖွဲ့ရိအထူးကိုင်အကြဆုံးများစွာနဲ့စုခွာထွက်ပြေးခဲ့ရပါတယ်။လက်ရှိချိန်မှာတော့တမ်ရော့စစ်ကြောင်းတွေက မမော်မြို့အတွင်းနဲ့မြေရှင်းလင်းမှုတွေအချိန်မြင့်လှုပ်ဆောင်ခဲ့ပြီးပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ညနေပိုင်းမှာရွှေပြည်သာမြို့ကွက်တစ်ဒေသနဲ့ဝက်ကုန်းဒေသတွေရှိအကျန်းဖက် KIA နဲ့ပူပေါင်းအဖွဲ့တွေရဲ့အခြေပြုစခန်းလေးခုကိုထပ်မံသိမ်းပိုင်းနိုင်ကြာဖြစ်တယ်လို့သိရပါတယ်။တိုက်ဝဲသတင်းဆောင် Telegram Channel ကလည်းပြီးခဲ့တဲ့အောက်တိုဘာလ10ရက်က3မိုင်ဒေသရွှေပြည်သာမြို့ကွက်တင်နဲ့၄မိုင်ဝက်ကုန်းမှာ တမ်မတော်အစ်စ်ကြောင်းတွေနဲ့ကချင်အကြမ်းဖက် KIA လက်နက်ကင်အဖွဲ့အစားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA လေးလောင်းတနန်းနှစ်လက်လက်ပစ်ပုံဆက်နှလုံးနဲ့အတူ ရန်သူအခြေပြုနေရာတွေကိုသိမ်းပိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကလည်းဗမာမျိုးအရှိပီသာမျိုးကွက်တစ်ထဲမှာပဲတမ်မတော်အစ်စ်ကြောင်းတွေကလေမီရှင်းလင်းချိန်မှာ KIA အဖွဲ့နဲ့ထပ်မံတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး KIA အလောင်း၃လောင်းတနက်တလဲရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တမရစစ်ကြောင်းတွေဟာအော်တိုဘာလ၁၂ရက်နေ့ကလည်းရွှေပြည်သာမြို့ကွယ်တဲ့ဝက်ကုန်းဒေသဘက်မှာ KIA အဖွဲ့နဲ့ထပ်မံတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးရန်သူအလောင်း၃လောင်းတနက်ခွနလက်နဲ့အတူရန်သူနေရာလေးနေရာကိုတိမ်ပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကမမော်ဒေတာဘက်မှာအကြမ်းဖက် KIA ၆ထောင်ကျော်ကန့်ကို ဖျားသခင်တန်အမြန်ဆုံးရောက်ရှိအောင်ပို့ဆောင်ပေးလိုက်တဲ့မင်းကောင်စစ်ကြောင်းဖန်ကားမီစစ်ကြောင်းတွေမှသူရဲကောင်းတွေရဲ့အောင်စိတ်ကတော့အမခန့်ပါပဲ။ KIA တွေအနေနဲ့ဘယ်နေရာမှာပုံနေပါစေရှောင်ဖွေပြီးတော့ထေမုံတုတ်တင်နေလို့ရန်သူအနေနဲ့သွေးပြက်ခြောက်ခြားနေကြရပြီ။ပြောချင်တာကဗမော်မှာရှိတဲ့သူရဲကောင်းတွေရဲ့ရဲဝံအစွန်းစားမှုတွေကြောင့်မကြခင်ဗမော်မြို့ကိုဒေသခံတွေပြန်လာနိုင်တော့မှာပါ။နောက်တစ်ခုက KIA အဖွဲ့ရဲ့ အတမလူသစ်စုခံထားရတဲ့အဖွဲ့တွေအနေနဲ့လက်နေပါတီဖြစ်စီမပါတီဖြစ်စီတမတော်အထံအလင်းဝင်ရောက်လာကြဖို့ထပ်မံဖိတ်ခေါ်ပါတယ်။မိသားစုဘဝနဲ့အေးချမ်းစွာနေထိုင်နိုင်ဖို့ပါ။ဗမော်မျိုးတည်ငြိမ်အေးချမ်းအောင်ရဲဝံအစွန်စားစွာတိုက်ပွဲဝင်နေကြတဲ့တမတော်သူရဲ့ကောင်းတွေကိုလည်းလက်တင်အလေးပြုပါတယ်။ Congratulations မှခင်ဗျာလို့ရှင်းသားဖော်ပြထားပါတယ်။တမတော်စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကြောင့် ကချင်အကျန်းဖဲ KIA ဟာအထူးကန်အကြဆုံးများနေရတဲ့လူအင်အားလိုအပ်ချက်တွေရှိနေရ။ဖာကန်မြို့အပါဝင်ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့သူတွေကိုအတင်းကျပ်လူသစ်စုဆောင်ရရှိနေတယ်လို့သိရပါတယ်။ KIA ဟာ2024ခုနှစ်မတ်လမှာတမရော်စခန်းတွေကိုအင်အားသုံးတိုက်ခိုက်ပြီးမြို့တချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပေမဲ့ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားဌာနေတိုင်းရင်းသားတွေကိုဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလုံဆောင်ခဲ့တဲ့အတွက် ်လက်ရှိချိန်မှာဌာနေတိုင်းရင်သားတွေရဲ့ဘုံရန်သူဖြစ်နေတယ်လို့သိရပါတယ်။ KYA ရင်းနယ်ပူပွားအဖွဲ့တွေဟာကချင်ပြည်နယ်အတွင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်မြို့တွေကိုတိုက်ခိုက်ရှာမှလာအနေငယ်အတွင်းထိတ်ချုပ်ခွင့်ရခဲ့ပေမယ့်ဗမော်မြို့ကိုတိုက်ခိုက်ချိန်မှာအခက်အခဲများစွာရှင်းဆိုင်ခဲ့ရတယ်လို့သိရပါတယ်။ KYA ရင်းနယ်ပူပွားအဖွဲ့တွေဟာဗမော်မြို့ကိုတင်ပိုင်းနိုင်ဖို့ကြိုးပမ်းရှာမှရပောင်း200ကျော်တိုက်ခိုက်ခဲ့ရပေမယ့်တင်ပိုင်းနိုင်ခြင်းမရှိဘဲ စစ်ဦးတိုးခဲ့ရာကပမော်မျိုးက ကချင်ကရရင်အတွက်အတင်းဆိုင်နဲ့ဖြစ်ခဲ့ရပါတယ်။ပမော်မျိုးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတမရော်စစ်ကြောင်းတွေရဲ့တိုက်ခိုက်မှုတွေကြောင့်ကချင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကရရင်နဲ့ပူးပေါင်းအဖွဲ့ဝင်အ ਨੇ စုံ9000ကျော်တိုက်ဆုံးဖွဲ့ရှိနေပါတယ်။ပြည်သက်ကြီးရဲ့တမရော်စစ်ကြောင်းတွေကပမော်မျိုးတိုက်ပွဲတွေကချင်ကရရင်အဖွဲ့တွေကိုဘယ်လိုမျိုးတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။